ပရိသတ်များအားလုံးမင်္ဂလာပါရှင်။တပည့် Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးသူမိုက်မိုက်ပြီးရေးသားထားတဲ့ရေနဲ့ကြားဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။သူ့နာမည်ကကျော်စန်းဒါပေမဲ့သူ့ရဲ့ဦးချောင်းချောင်းနိုင်တဲ့ချင်းကိုအစွဲပြုတ်ပြီးတော့အသည့်အချမ်းတွေကဦးချောင်းကြားလို့ခေါ်ကြတယ်။ကျော်စန်းကနေကနေရန်ကုန်ရုံတရုံမှာလာရောက်အလုပ်လုပ်နေတဲ့ အသက်25နှစ်အရွယ်လူရွယ်တဦးပဲဖြစ်တဲ့သူကရန်ကုန်ဘက်ဝန်းကျင်မြို့တဲတစ်ခုရဲ့တခုတော့ရက်ကွက်မှာအခန်းတစ်ခန်းငှားပြီးတော့တကူတဲ့နေထိုင်သူဖြစ်တဲ့ရေပုံရအဖြစ်သဘောကောင်းတဲ့လူတိုင်းကိုကူညီတတ်တာကြောင့်ရင်းနှီးခင်မင်သူပေါ်ရင်ဒါပေမဲ့တက်ခါတရံသူ့ရဲ့ဦးကြောင်ကြောင့်နိုင်မှုကြောင့်ကတိကအောင်ဖြစ်ကြရလေတဲ့တကားရက်ကွက်မှာ အလူပွဲမှာသူရောက်နေတဲ့မော်ဟင်းကအိုးကိုစောင့်ပြီးတော့မိထုတ်ပေးတယ်ဟင်းအိုးမှွေပေးတယ်ဟင်းရဲ့အခြေအနေကိုကြည့်ပြီးတော့ လူတွေကလာတော့မဲ့ဟိဟင်းရီကကုန်းကနေပြီဟင်းရီကရင်နှွေးအချုံမုံးနဲ့ငမ်းပြားရောရင်ရတယ်အရေးကြီးတာမုံဖက်ကဲကြော်ဆန်းရင်မောဟင်းကဘက်အချိန်တစ်စင်းတော့ပြေးဝယ်လိုက်ပါအောင်မြန်မြန်လာဟိစက်ဘင်းယူသွားဈေးကသူတို့လူအိမ်နဲ့အတော်ပင်လှန်နေဟုတ်ကဲ့ဘာမပြောညာမပြောနဲ့ကြော်ဆန်းစက်ဘင်းတွန်းပြီးတော့ထွက်သွားတယ်တော်တော်နဲ့ပြန်မလာဟင်းရီကရင်နှွေးရောပြီးပြီမုတ်ဖက်ကကုန်နေပြီရောက်လာသူတွေကအလူရှင်ကတောင်းပန်နေကြတယ် ခဏဆောင်ပါနော်မုတ်ဖက်သွားဝယ်နေလို့ပါမကြပါဘူးမြန်အောင်လို့ဆက်ဘင်းနဲ့လွတ်လိုက်ကမှကျော်ဆန်းကဘာကြောင့်ကြာနေရတာလဲအတော်ကြီးကြာမှကျော်ဆန်းဆက်ဘင်းတွန်းပြီးတော့ပြန်လာတယ်ဟဲ့ကျော်ဆန်းဘာဖြစ်လာလဲဘင်းပေါက်လို့လားမင်းကွာမြန်အောင်လို့ဆက်ဘင်းယူသွားလို့ပြောကမှအင်းလေအဲ့ဒီဆက်ဘင်းယူသွားလို့ကြာနေတာပေါ့ကျွန်တော်ကဆက်ဘင်းမှမစည်းတတ်ဘဲဒီဆက်ဘင်းယူအတော့ပြန်တွန်းနေရမှာတော့မကြခံနိုင်ဘူးလားငိုအားထက်ရီအားတန် ကျော်စန်းတို့ဦးချောင်းချောင်းနိုင်မောင်ကဒီလိုပဲဖြစ်တယ်။အမတ်မတင်တရက်မှာတော့ကားဂိတ်မှာသူတို့မျိုးကကျောင်းနေဘက်မင်းကလေးတယောက်နဲ့သူ့ပြန်ဆုံရတယ်။ဟာမြတ်တီနင်ဒီရောက်နေလားလား။အေးကျော်စန်းငါဟိုဘက်ရက်ကွက်မှာနေတာ။ကျောင်းတော်ကမြတ်တီကိုသူ့ဟာပိုးပန်းခဲ့ပေါ်တယ်။မြတ်တီကိုအနီးမှာရှိတဲ့လပည့်ရည်ဆိုင်ထဲကိုခေါ်ပြီးတော့စကားပြောကြတယ်။အမေမနစ်ကဆုံးတယ်လေ။ဟိုဘက်အရက်မှာငါမှရှိတယ်။မမြကြီးတဲ့သူတို့အိမ်မှာလာနေတာ။ တမိုင်းကစက်ရုံတရုံမှာအလုပ်ဝင်နေတယ်။စာပေးစာယူနောက်ဆုံးနေ့ရောက်နေပြီ။သူ့ရင်ထဲမှာကြောင်းတုံးကလေးကရှိခဲ့တဲ့အချစ်စိတ်ကလေးတွေက ပြန်လည်နိုးကြလာတယ်။နင်တို့အိမ်ကိုငါလာလေလို့ရမလား။လာလေပေါ့။နင်နဲ့အမနဲ့လည်းသိနေတာပဲဟာ။ငါဒီရက်ကွက်မှာတယောက်တည်းအခန်းကားနေတာ။နောက်တော့မကြခဏများတီတို့အိမ်သွားလေတယ်။တနေ့တကြေးကနေရောက်လာသူချင်းဖြစ်တာကြောင့်များတီကသူ့ကိုအရေးလဲပေးတယ်။အားလဲကိုတယ်။ငါ့ကိုဘိုးကျိုးစေးကိုလိုက်ပို့စမ်းပါ။ ညသည့်အတွက်သူကတက်နိုင်သလောက်လက်ဆောင်တွေဝယ်ပေးတယ်။တူတူပြောရရင်တော့မကြခင် သူနဲ့ညသည့်ချစ်သူတွေဘဝကိုရောက်ရှိသွားလေတော့တယ်။မကြသေးခင်ကဖြစ်တယ်။ဘယ်ရက်ကွက်ကမှမသိတဲ့အယက်သမား၃ယောက်ကသူတို့လမ်းထိပ်ရောက်လာပြီးတော့စူပူရမ်းကနေတယ်။လမ်းထဲကလူငယ်တွေနဲ့ခိုက်ရန်ဖြစ်ပွားတော့မလို့ဖြစ်နေစဉ်သူရောက်လာပြီးတော့ဟဲ့လူတွေခုထွက်သွား။ကျုပ်အဖေနဲ့တိုင်ပြောရမလား။အဲ့လိုပြောလိုက်ရဘာမှမသိပဲအယက်သမားတွေကရှောင်သွားကြတယ်။ မြားဖေကဘာမိုးလို့လဲလို့မေးတော့မသိဘူးလေငါငငယ်ရရဖြင့်အဲ့လိုပြောနေကြမှုပြောလိုက်ကြပဲကျန်လူတွေကသူ့ကိုကြည့်ပြီးတော့ကြည်ကြတယ်ကြုံတိုင်းပြန်လန်ပြောမဆုံးရှိကြတယ်အဖေနဲ့အတိုင်ပြောမယ်တဲ့ကိုကျော်ဆန်ဒါလောက်ဦးကြောင်ကြောင်နိုင်တာဘဲကောင်မလေးမှကြိုက်မှာမဟုတ်ဘူးအေးလေအဲ့ဒါကြောင့်ခုထက်ဒီလူပြိုကြီးဖြစ်နေတာပေါ့ဟဲ့ကောင်တွေဒီလိုမပြောနဲ့နော်ငါမှရည်စားရှိတယ်ကွာမကြွားပါနဲ့ဗျာခမားလူလူကဘသူကကြိုက်မှာလဲတကယ်ရှိတာကွာ ငါကြီးစားမြသည်ရဲ့ဟိုဘက်ရက်ကွက်မှာနေလားခမ ्या ကိုကြိုက်တယ်ဆိုရင်လေရုတ်ခတ်ဆိုးဆိုးပဲနေမယ်ဘယ်ရရုတ်ဆိုးအောင်မလဲလှမလားခမ ्या မရွှေ့နဲ့နော်ဟုတ်ရင်လက်တွေ့ပြပြမယ်လာလိုက်ခဲ့ကြလူငယ်လေးယောက်စလုံးကိုကြော်စန်းကခေါ်သွားတယ်လမ်းလျှောက်ရင်းနဲ့လေလူငယ်တွေကမယုံဘူးပြောနေစေဖြစ်တယ်မြသည်တို့အင်ရှင်ရောက်သွားတယ်မြသည်ကဝန်းချံတောင်းကတိုင်ကီမှာရေချိုးနေတယ်သူကသူ့ကောင်တွေကိုအတင်းခေါ်သွားပြီးတော့ဟဲ့ကောင်လေးအဲ့ဒါငါကြီးစားပဲမြသည်ရဲ့ မလောက်ဘူးလားမြသည်ကထမင်းရေရှာရေဆိုကြီးနဲ့ဖြစ်တာကြောင့်ရှက်နေလေတဲ့ဒီကောင်တွေကိုမြသည်နဲ့မိတ်ဆက်မလို့ခေါ်လာတာနောက်တော့မိတ်ဆက်တာပေါ့နော် အခုတော့ဦးချောင်းချောင်းကျော်ဆန်းကအထာမပေါ့ဟောတာအောင်တန်းနဲ့တက္ကသိုလ်ကျောင်းသားလေထိုးကျွတ်ပါတော့ expect ပဲဒီကောင်ကလှကြည့်တဲ့သူ့ဖေကမောင်းကြီးကရောက်နေသူ့ဖေကမောင်းကြီးကနာမည်ကြီးပဲတယောက်ပြီးတယောက်မိတ်ဆက်ပေးနေတယ်နောက်နေကြတော့မြသည်ကသူ့ကိုအဆက်ဖြတ်လိုက်တယ်ကြားရတဲ့သူတွေက သူ့ကိုမတနာပဲရေးကြတယ်။ဒီကောင်တလောက်ဦးကြောင်ကြောင်နိုင်တာခံရတာတော့နည်းသေးတယ်။ကြော်ဆန်ခဏတော့ဆွေးနေခဲ့သေးတယ်။နောက်တစ်ချိန်ကြုံရပုံကဒေတာပို့ဆိုးတယ်လို့ဆိုရမယ်။သူတို့ရဲ့ရက်ွက်ထဲမှာမုတ်ဆိုးပို့ဦးအေးပို့ဆိုတဲ့ကြောင်းစီဟာတယောက်ရှိတယ်။ဦးအေးပို့မှာထွေးထွေးဆိုတဲ့သမီးအပြိုလေးတယောက်လည်းရှိတယ်။ထွေးထွေးကရင်းရင်လေးနဲ့ချောသူပဲဖြစ်တယ်။ဦးအေးပို့ကအနှင်းငယ်တောက်တက်စားတဲ့တင်းဒေါသလည်းကြီးတယ်။ဒီတော့ထွေးထွေးကိုတော်ယုံရွာတွေကလူတွေက မဆဝင်ကြထွေထွေကအနီးမှရှိတဲ့အထယ်ကျောက်ဆက်ယုံတယုံမှာအလုတ်လုတ်လေးတင်းပြတနာဥအေးပေါ်ဒုတိယအိမ်တော်ထူထောင်ခြင်းကနေစခဲ့တယ်ဥအေးပေါ်ကအေးအေးမှဆိုတဲ့ကောင်မလေးနဲ့လက်ထပ်လိုက်တင်းကောင်မလေးကဥလေးဝင်းခွဲအိမ်မှာခိုကက်နေရတာကြောင့်အနေအဆားဆင်းရဲတယ်ဥအေးပေါ်ကစူဆောင်းထားရလေးရှိတာကြောင့်ရက်ွက်ထဲမှာအတော်အတန်ခြောက်လေတယ်နှစ်ထပ်အိမ်ကောင်းကောင်းနဲ့နေနိုင်တယ်လက်ထပ်တော့သူမိမကြံခဲ့တဲ့လက်ဝဲရတနာရွှေတဲ့ပစ္စည်းတွေကို အေးအေးမာကိုထုတ်စင်ခဲ့လေတယ်။ခတ်တာကအေးအေးမာပဲဖြစ်တယ်။သူကထွေထွေထက်၃နှစ်လောက်သာကြည်တယ်။ထွေထွေဒီအိမ်မှာရှိနေတာကိုကြည့်မရ။ဦးအေးပူဆုံးရင်အိမ်ကိုအမွေခွဲယူရမှာမကြိမ်နဲ့။ဦးအေးပူနဲ့ထွေထွေကြောင့်သွေးခွဲစကားပြောနေ။ဦးအေးပူကလည်းအေးအေးမာစကားကိုသာနားဝင်နေရှိတယ်။ဒီတော့နေ့စဉ်နဲ့အမျှမျက်ရည်နဲ့မျက်ခွဲဖြစ်နေရတာက ထွေထွေပဲဖြစ်လေတော့တယ်။တငယ်ချင်းတွေနဲ့ကြုံရင်ထွေထွေရညည်းတက်တယ်။မတော်အိမ်မှာနေရတာတနေ့တခြားစိတ်ဆင်းရဲလာတယ် နေတော်မနေချင်တော့ဘူးအေးဒါဆိုရင်လေဒီဘွားကနေလို့အိမ်တော်ပြုတ်လိုက်ပေါ့ကိုအိုးကိုအိမ်နဲ့နေရောဟုတ်တယ်ဟိနင့်ကိုစိတ်ဝင်စားလို့တဲ့ပြောထားရတဲ့သူတယောက်ရှိတယ်ဘာတူလဲထွေထွေကစိတ်ဝင်တစားမေးလိုက်တာကြောင့်နင်းနေရတို့လမ်းနေရကိုကျော်ဆန်းနေကျော်ဆန်းဆိုတော့နှက်ခမ်းတုံပြီးတော့ထွေထွေကဒီဦးချောင်ချားနေတော့မဖြစ်နိုင်ပါဘူးအေးကျော်ဆန်းကြောင်တက်ပုံအမျိုးမျိုးကိုရက်ွက်ထဲမှာထွေထွေလည်းကြားမှုနေကြပဲဖြစ်တယ်နင်းနင်းကလက်မလျှော့ ။ "तू ကလူရတာဦးချောင်းကြားပြောတာ။သဘောကောင်းပါတယ်အေး။အထက်တန်းစီရေးဆိုတော့ဝင်ငွေရလည်းမစိုး။အတော့စားလောင်းကစားလည်းกินနေ။ရုပ်လည်းမစိုးပါဘူး။ထွေထွေတွေ့ဝေသွားတယ်။ဒီသဘောထားစိုးရတဲ့မိတွေနဲ့ကြာရှည်နေလို့မဖြစ်နိုင်။နောက်ဆုံးတော့နှင်းနှင်းတို့အလော့ကောင်းတာနဲ့ထွေထွေကောင်းကျင်လိုက်တဲ့အောင်းတွေတွေကြောင့်ကြော်စမ်းနဲ့ထွေထွေချစ်သူတွေဘဝရောက်သွားကြလေတော့တယ်။တကယ်တမ်းပေါင်းကြည့်တဲ့အခါတခါတရံဦးချောင်းချောင်းနိုင်နာကလွဲပြီးတော့ကျော်စန်းကသဘောကောင်းသူဖြစ်ကြောင်းထွေထွေကတွေ့လာရတယ်။အင်း ထင်သလောက်တော့သူကမစိုးပါဘူး။တခါတလေစကားကိုစိတ်ထဲရှိတဲ့အတိုင်းဒဲဒိုပြောတတ်တာကလည်းပြဿနာဖြစ်တယ်။မှန်တယ်ဆိုတိုင်းလည်းပြောလို့မကောင်းဘူးပေါ့အကိုကျော်ဆန်းရင်လူလိန်တယောက်ကိုလူရောထဲမှာလူလိန်လို့တောက်ခေါ်ရင် तू ကကျေနပ်ပါမလား။ထွေးထွေးကပင် ဖြောင်းဖြားရနေတယ်။ဒီကိစ္စကပင်တနေ့ပြဿနာတက်လာခဲ့တယ်။ဦးအေးဘူကသူ့ဇနီးကနေတဆင့်ထွေးထွေးရီးစားထားနေကြောင်သိပြီးဖြစ်တယ်။ဒါထက်ကောင်းလေးရဘူးလေ။သုံးလန်းကျော်လောက်မှနေတဲ့ကျော်ဆန်းနဲ့ လူဝဦးကြောင့်ကြောင့်မတော်တာနဲ့တွေ့နေမှာစိုးလို့ပါ။ကောင်းပြီလေ။ငါကိုယ်တိုင်စုံစမ်းကြည့်ပါမယ်။တညက်နေဦးအေးဘိုကျော်စန်းတို့အိမ်ဘက်ထွက်လာခဲ့ရင်လူကအရက်အနှဲငယ်တောက်ထားတာကြောင့်မူးယင်နေတယ်။ကျော်စန်းအခန်းကိုတွေ့တယ်။ဒါပေမဲ့ကျော်စန်းကအလောက်ကပြန်မရောက်လာသေးတာကြောင့်အခန်းရှိကနေထိုင်ဆောင်နေနေတယ်။မကြခင်ကျော်စန်းပြန်လာတယ်။ကျော်စန်းကဦးအေးဘိုကိုထွေထွေအဖေမှန်းတည်နေတယ်။ခြံထဲဝင်လာတော့ကျော်စန်းကိုဦးအေးဘိုကတေးချအောင်မေးလိုက်တယ်။ မင်းဘသူလဲကွာဥသမီးထွတ်ထွတ်ကိုယူမဲ့လူလေဗျာကျော်ဆန်းကရိုးရိုးသားသားစိတ်နဲ့ပြောလိုက်တယ်။ဒါပေမဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့ဦးအေးပူကရမ်းပုံမိကြဖြစ်သွားလေရော်တယ်။ဘာကွာမင်းဘာပြောတယ်။ကျွန်တော်ပြောတာကိုမကြားလိုက်လို့လား။မင်းတော်တော်ရိုင်းနေကောင်ပါလား။ဘာရိုင်းလို့လဲဗျကျွန်တော်အမှန်တိုင်းအတိုင်းပြောတာပဲနိ။ခမသမီးထွတ်ထွတ်နဲ့ကျွန်တော်ကတော်ကြာယူတော့မှာဗျာ။ဟာဒီကောင်ပြောလေခဲ့တယ်ပါလား။မင်းလိုမရိုင်းနေကောင်ငါသမီးနဲ့တသက်လုံးမပေးစားဘူးကွာ။ ရုံရင်းဆန်ခတ်ဖြစ်နေတာကြောင့်ဘေးကအမြင်မတော်သူတွေကဝိုင်းဆွဲပြီးဦးအိတ်ပူကိုအိမ်ပြန်ပို့ပေးရတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထွေးထွေးနဲ့သူဟာကွဲသွားကြပြန်နေတယ်။သူကသူ့မှာအပြစ်ရှိတယ်လို့မထင်။ညတိနဲ့တကြိမ်ထွေးထွေးနဲ့တကြိမ်ပြဿနာဖြစ်ရတဲ့အခါရှက်ပြီးတော့အဲ့ဒီရက်ွက်ကနေတခြားရက်ွက်ကိုပြောင်းရွှေ့သွားလိုက်တော့တယ်။ဒီတခါသူနေရတဲ့အခန်းကတိတ်မကောင်းတဲတဲရရှိကြီးတစ်လုံးကိုအခန်းတွေဖွဲထားခြင်းဖြစ်တယ်။အခန်းရှာရတာကအဆင်မပြေဖြစ်နေတာကြောင့် လွယ်လွယ်နဲ့ရရငားလိုက်ခြင်းဖြစ်ပြီးအဲ့ဒီတန်းရမှာနေသူတွေကအောက်ခြေလူတန်းဆောင်ဆင်းရဲသားတွေဖြစ်နေတယ်။အင်းရှင်အဖိုးကြီးကခေါင်းရင်းကမ်းမှာတက်ရောက်တဲနေတယ်။ကျော်ဆန်းကဒုတိယအခန်းကျော်ဆန်းနဲ့ကက်ရက်ကပဲပြုတ်တဲ့ဒေါ်ဘူးမဒေါ်ဘူးမယောက်ျားလေဖြတ်နေသူကလေးသုံးယောက်နဲ့ဒုက္ခိတယောက်ျားကိုပဲပြုတ်ရောင်ကျွေးနေသူအစွန်ဆုံးစရုဒ္ဓမြောက်အခန်းမှာနေသူကတော့စိုက်ကားနေနဲ့ကိုခွေးတို့မိသားစုစိုက်ကားနေနဲ့ဝင်ငွေကမစိုးလာပေမဲ့ကလေး၅ယောက်စီးကိုမကမိတာကြောင့် အမြဲတမ်းစုပ်ပုတ်ရံဖြစ်နေတတ်တဲ့အခန်းရံဖြစ်ရင်လင်မယားနှစ်ယောက်စလုံးကလက်ပါပြီးတော့ဝုံနိုင်ကျဲတော်တယ်။တရက်မှာတော့သူနဲ့ကက်ရက်အခန်းကိုတောမအသက်30အရွယ်မိန်းမတစ်ယောက်ရောက်လာတယ်။ကိုဝဲအရက်မှာနေဖြစ်တယ်။တော်ဘူးမရဲ့ညမဝင်ခွေဖြစ်ပြီးတော့မိခိုနေဖို့နဲ့ကလေးမွေးဖို့ရောက်ရှိလာခြင်းပဲဖြစ်လေတော်တယ်။သူယောက်ျားတောမလဲလဲစင်းရင်းနဲ့ပိုးထီဆုံးသွားတယ်လေ။ကိုလည်းပိုးချက်မရှိပါဘူး။ဒါပေမဲ့မိခိုဖို့အကူတကြီးရောက်လာတော့ လက်မခံလို့ကလည်းဘယ်ဖြစ်မလဲခဏတော့တီးခံရမှာပေါ့သူကကလေးမွေးပြီးတော့ပြန်มาပါမပြန်ပြန်လည်းဒီမှာဈေးရောက်မယ်တဲ့တော်ဘူးမကကြော်စန်းကိုပြန်ပြောပြခြင်းပဲဖြစ်တယ်။တနေ့မှာတော့ဒီကိစ္စကသူနဲ့ဆက်ဆက်ပတ်သက်လာလိမ့်မယ်လို့ကြော်စန်းကမတွေးခဲ့မိပါချင်းဒါပေမဲ့အမှုပွေတဲ့လူပြေးဆိုတဲ့အတိုင်းတော်ဘူးမရဲ့ညမကကလေးမီးဖွားရင်နဲ့မီးတွင်းထဲမှာဆုံးပါသွားနေတော်တယ်။တော်ဘူးမကမျက်ရည်ဆက်လက်နဲ့ မွေးကင်းစကလေးငယ်ကိုပိုက်ပြီးအိမ်ပြန်လာတာကိုမြင်တဲ့အခါကျော်စန်းကအတော်ပင်စိတ်မကောင်းဖြစ်သွားလေတယ်။ကလေးငယ်ကလူဘဝရောက်ကလေးကကံဆိုးလှပြီးဇွားဆိုပြီးတော့တနာမိနေတယ်။ကလေးကယောက်ျားလေးဖြစ်ပြီးတော့ဖြူဖြူဝါဝါနဲ့မြင်ရင်ချစ်ချင်စရာလေးဖြစ်တယ်။ရက်လည်ပြီးတဲ့အခါမှာတော့ဒီကလေးရဲ့ပြဿနာကပေါ်လာတယ်။တို့ကတော့ဖြူရပြကကြနေပြီ။အာတုဘစရိတ်ကြောင့်အကျွေးလဲတင်နေပြီ။ဒီကလေးကိုဆက်မမွေးနိုင်တော့ဘူး။လင်းရဒုက္ခိတ ငါမှကလေးတွေတောင်မှဝအောင်မကျွေးနိုင်တာတပူပေါ်နှစ်ပူစင်အဖြစ်မခံနိုင်တော့ဘူးပါဇက်တပေါက်တိုးလာလို့လေတို့ရီမွေးမသွားနိုင်ပါဘူးသူ့ယောက်ျားပြောတဲ့ကိုကြားရတယ်တစ်ဖက်ခန်းကကြော်စမ်းနားဆင်နေမိတယ်ရှင်ကရှင်မရှာဖွေရတယ်လွယ်လွယ်ပြောမနေနဲ့ထမင်းဖဲ့ကျွေးရတာအရေးမကြီးဘူးအခုဒီကလေးကနှုတ်ဘူးတိုင်မွေးရမှာအခုလေသူတို့ချက်နှုတ်စီဝဲတိုက်ပြီးတော့မွေးနေခြင်းဖြစ်တယ်ချက်နှုတ်စီကုံစုံဆိုင်ကတစ်ဆယ်သားချင်းဝယ်တယ်ပြီးတော့ခွန်းနဲ့ဖြော်ပြီးတော့ဇုံးနဲ့ခတ်တိုက်တယ် ဘယ်မှာနှုတ်ဘူးရှိပေမလဲသူ့ကိုထိန်းချောင်းရတာလေတဒုတ်ကကျမဈေးထွက်နေဘသူကြည့်မလဲကလေးကိုဘသူကယူမလဲကလေးအကြီးနှစ်ယောက်ကကြောက်တက်နေရတယ်အငယ်ဆုံးကလေးရလေးငါနဲ့ယူတဲ့လူရှာပေးရမှာပေါ့ဒါပေမဲ့အပြင်ကတလောက်မလွယ်ကုန်တပတ်ကျော်ကြာသွားသည့်တိုင်အောင်ဒီကလေးကိုယူမဲ့သူမရှိသူတို့ရက်ကွက်ကဆင်းရဲတဲ့သူများတယ်ဒီတော့အလုတ်ပို့လို့ယူစပြီးဒီကလေးကိုမွေးမဲ့သူရှာမတွေ့ပြီးတော့မွေးကလေးကအမေတည်တယ်မမွေးခင် ကိုဝင်ရှိကလေးကအဖေသေးတယ်။ဒီကလေးကအကျိုးပေးမကောင်းမွေးရင်ကန်ဆိုးမယ်လို့ယူဆကြပြီး မွေးကျင်သူတွေကလည်းကလေးချောင်းသိရနဲ့လက်ရှောင်သွားကြတယ်။ကလေးကလည်းဘလောက်ဆင်းရဲတယ်လဲဆိုတော့နာမည်လေးတစ်လုံးတော့ပေးမဲ့သူမရှိအခန်းချင်းကလျက်ကဆိုတော့ဒီကလေးကိစ္စကကြော်ဆန်းအတွက်မသိခြင်းပဲသိနေရတဲ့ကိစ္စမပါခြင်းပဲပါနေရတဲ့ကိစ္စဖြစ်နေတယ်။ကလေးကိုနာမည်လေးတစ်လုံးတော့ပေးပါဦးတော့ဘူးမရင်ကျမလည်းစဉ်းစားမနေအားပါဘူး။ရှင်းပါသာပဲပြီးတော့ သူကတနင်္လာသားမဟုတ်လားလူတွေကသူ့ကိုကံမကောင်းလို့ပြောကြတယ်သူ့ဘဝမှာကံကောင်းရုံမကခြုံသွားအောင်လို့ကံချုံးလို့မှဲ့လိုက်မင်းသူ့စကားကိုဘယ်သူမှကန့်ကွက်ခြင်းမပြုကြစိတ်လဲဝင်စားဟန်မပြကြကျမတော့အမိုက်ပုံတွေကိုတွားပစ်ထားကြတော့တာပဲနောက်ဆုံးဒေါ်ဘူးမကထုတ်ညီတယ်ကျော်စန်းကခမည်းတကယ်လုံပါလားလုံတဲ့လုံအောင်ပါပဲကဲလုံမနေနဲ့ဒီကလေးကိုကျွန်တော်မွေးမယ်ဒေါ်ဘူးမကသူ့ကိုအံ့အားတင့်စွာကြည့်တယ်ဖြစ်ပါမလားကိုကျော်စန်းရင် မြကျော်ဆန်းအကြောင်းလည်းသိရတာနဲ့ကျော်ဆန်းတို့ကပြောပြီးရင်ဖြစ်အောင်လုပ်တတ်တယ်။ဒီလိုနဲ့ကျော်ဆန်းကကံချုံလေးကိုမရည်ရွယ်ပဲမွေးစားဖြစ်သွားတယ်။ဈေးကိုသွားပြီးတော့နှုတ်ဘူးဝယ်ရတယ်။နှုတ်မုံဝယ်ရတယ်။လက်တို့ချင်းလိုဘူးတွေနာသူ့မကတ်နိုင်။ဈေးကမြင့်လွန်းလာတယ်။နွားတစိမ့်ပလတ်စတစ်အထုပ်တွေသာဝယ်တတ်ရတယ်။ချက်နှုတ်စီထက်တော့တာရာပါပဲ။ကလေးဝဲအင်ညီဝယ်ရတယ်။အနှီးဝယ်ရတယ်။မကြာခဏကလေးရသေးပေါတော့အနှီးရမလောက်။သူ့ရဲ့ပစိုးဟောင်းနေ ရဲလိုက်တော့ပစိုးတထည်ကိုအနှီးလေးတဲ့ရရင်သူယုံသွားရင်တလန်းကျော်ဟာနေကလေးထင်းချောင်းကိုသွားပြီးတော့နှုတ်ဘူးနဲ့အရာရင်ဆရာမကျမတို့ဒီလောက်ငယ်တဲ့ကလေးကိုလက်မခံဘူးရှင်နဲ့ဒီကလေးအเจ้าတွေသိနေလို့အကူကြီးပေးတဲ့အနေနဲ့လက်ခံတာကျေးဇူးတင်ပါတယ်ဆရာမရေသူ့ကိုတခြားကိုကြီးတို့တအူးကတော့သူတို့အိမ်ထဲမျက်ဆောင်တို့မှတခုလက်မသိမ်းမြဖြစ်တဲ့မသိမ်းမြကဆေးလိုက်ကောင်တကောင်မှအလုံးလုံးနေပြီးအချိန်ရတာနဲ့သူ့ကလေးကိုကိုထိန်ပေးတတ်တယ် မသိမ်းမြောက်ကလည်းကလေးချစ်တဲ့သူဖြစ်တယ်။အဲ့ဒီတိုင်အောင် သူ့မှာအတော်ဒုက္ခခံရတတ်တယ်။ကလေးရဲ့ခြေဝက်သေးဝက်တွေလျှော်ရတယ်။တရေနူထငွေရင်ချော့ရတယ်။နှုတ်ပြော်တတ်ရတယ်။အဲ့ဒီတိုင်အောင်ကြော်ဆန်းကဒါရီကိုဒုက္ခလို့မမတ်ကလေးကိုတန်ရောစင်ညှိတွယ်နေလေတယ်။ရက်ွက်ထဲမှာတော့ကြော်ဆန်းကသားနဲ့လူမျိုးဆိုတဲ့နာမည်နဲ့နာမည်ကြီးနေတယ်။တချို့ကတော့ကြော်ဆန်းကြောင်ပြန်ပြီးဆိုပြီးတော့မှတ်ချက်ချနေတယ်။ကြော်ဆန်းကတော့သူလှုပ်ချင်တာလှုပ်ရရင်ဘသူတွေဘာပြောပြောမှမဟုတ် ဒီကြားထဲမှာပြဿနာတစ်ခုဖြစ်လာပြန်နေအင်းရှင်အဖိုးကြီးရုတ်တရက်ကွဲလွန်သွားခြင်းပဲဖြစ်တဲ့အဖိုးကြီးကွဲလွန်သွားတဲ့အခါမှာတော့အမွေဆက်ခံရမယ့်အဖိုးကြီးရဲ့သမီးအပြိုကြီးကအဲ့ဒီအခန်းကိုပြောင်းရွှေ့လာနေတယ်။အရင်ကသူကသူ့အတော်ရင်းနဲ့သွားရောက်နေထိုင်သူပဲဖြစ်တဲ့အပြိုကြီးရဲ့နာမည်ကမတ်တင်လာဖြစ်ပြီးတော့အသက်က40နာနေနေလေပြီ။မဲမဲဝါဝါပူပူဖြစ်တဲ့အပြင်ရုပ်ကလည်းစိုးနေတယ်။အဲ့ဒါကြောင့်အခုချိန်ထိကြိုက်မဲ့သူမရှိပဲဖြစ်နေပုံရတယ်။တခုခတ်တာ မတင်လာကျော်ဆန်းကိုမြင်တာနဲ့သဘောကျလို့သွားတယ်။အဲဒါကြောင့်ကျော်ဆန်းသူ့ကမ်းမှာရှိနေရင်အကြောင်းအမျိုးမျိုးပြပြီးတော့ကူးလာတတ်တယ်။ကိုကျော်ဆန်းရှင်းစီမှာစက်တုံအုပ်ရှင်နှစ်ဦးသုံးဦးလောက်ပေးစက်မှာဈေးသွားတော့ဝယ်ဖို့မေ့လာလို့ကျုပ်ကအပြင်းအဝယ်စားနေတာဘယ်ရစက်တုံအုပ်ရှိမှလဲ။ကလေးငိုတန်းကြားရင်လည်းကူးလာတယ်။ကလေးကဘာဖြစ်လို့ငိုနေရလဲ။နို့စာလို့တဲ့။ဘာလဲ။ခမရကတိုက်မလို့လား။ဒီလူကြီးရတယ်ပြောလိုက်ကန့်လန့်ကြည့်ပဲ။ တင်တရကလေးချစ်တတ်တာသိရတာနဲ့သူကကလေးကိုတကယ်မချစ်တဲ့သူနဲ့ရောလို့ရအောင်ချစ်ချင်အောင်ဆောင်နေကြောင်းကြော်ဆန်းကသိနေတော့ခက်တယ်။ဟင်းကောင်းချက်ရင်လည်းလာဖို့တက်တယ်။ရော့မဲသားလေးချက်ထားတာကိုကြော်ဆန်းစားစီခြင်းလို့ကျုပ်ကအမဲသားမစားဘူးဗျ။ကြော်ဆန်းကတမင်ပြောခြင်းဖြစ်တယ်။ဒါဆိုဘာစားခြင်းတလဲ။လူသားသူကခက်ရွရွပြောမှပြန်သွားတယ်။ကြော်ဆန်းကသူ့ကိုဘယ်တော့အခါမှမျက်နှာသာမပြီးဒီတော့အပြိုကြီးကစိတ်ထရကျိတ်ပြီးတော့ ျော်ဆန်းကိုမကြည့်မလင်ဖြစ်နေတယ်။ဒီကြတဲ့အိမ်ရှိမျက်ဆောင်တို့ကမတ်သိမ်းများကပြဿနာတက်တယ်။အိမ်လာက၃လထိအောင်မပေးနိုင်တာကြောင့်အိမ်ရှင်ကနှဲချခြင်းဖြစ်တယ်။ကုတလော်ဆဲလိုက်ကောင်ကပိတ်ထားရလဲသိရတာနဲ့ကျမလည်းတခြားလှုပ်ရှားနေပါတယ်။ရရင်အကျွေးတွေကိုအကုန်ပေးပါမယ်။တောင်းပန်ပေးမယ်လည်းမရ။ညနေချင်းဆိုင်အိမ်တွေကလည်းစိတ်ဝင်တစားထွက်ကြည့်နေကြတယ်။ငါတို့လည်းငွေလိုနေတယ်။နောက်လိုတဲ့ကစပွန်ငွေပေးလို့ယူတောင်းပြီးပြီ။ဒါဆိုကျမကဘယ်သွားနေရမလဲ။ အဲ့ဒါအနေအလုပ်ပဲလေနောက်ဆုံးရက်ကြည့်နေတဲ့ကြော်ဆန်မနေတာတော့ကဲမသိမ်းမြခမားလည်းတက်ရောက်တဲ့တမပဲနေစရာမရှိရင်ကျွန်တော်အခန်းမှာလာနေပြီတော့ကျုပ်ကလည်းတက်ရောက်တဲ့အခန်းအကျယ်ကြီးပဲခမားကောင်းကောင်းနေလောက်ပါတယ်ကျေးဇူးတင်လိုက်တာရှင်ကြံတဲ့လူတွေကကြော်ဆန်ရဲ့အပြုတ်မှုအတွက်အံ့အားသင့်နေကြတယ်သူ့အဝတ်အစားအထောက်ပိုးလေးတွေပိုက်ပြီးတော့မသိမ်းမြကကြော်ဆန်ရဲ့အိမ်ပေါ်တက်သွားတော့တယ်ဒီကိစ္စအတွက်အပြုတ်ကြီးမတင်လာကဆွိတ်ဆွိတ်ကောင်ခန်းစားရတယ် အပေါင်းအသင်းတွေနဲ့လက်ဖက်ရည်ဆိုင်မှာစုံတော့ဝိုင်းမေးကြတယ်။ကိုကျော်ဆန်းမသိမ်းမြခမားအိမ်ပေါ်ရောက်နေတဲ့ဆို။ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ။ခမားဘာလို့ခေါ်ထားရတာလဲ။ကန့်ကွက်သူကကန့်ကွက်တယ်။ခမားကလည်းကြောင်လိုက်လား။တင့်တော်ပါမလား။ဘာလို့မတင့်တော်ရမှာလဲ။သူ့နေစီအောင်ဖြစ်လို့ငါကတနာလို့ခေါ်ထားတာပဲ။ငါအိမ်ကအကျေကြီးပဲ။ तू ကအထဲမှာအိတ်တယ်။ငါကအပြင်မှာအိတ်တယ်လေ။ဘာပဲဖြစ်ဖြစ်သွေးမတော်သားမတော်ယောက်ျားနဲ့မိန်းမတအိမ်နဲ့နေကြတယ်ဆိုတော့မသိတော်ဘူးထင်တာပဲ တ်ဝန်းကျင်အပြစ်ပြောမယ်ဗျပြောပြောကွာပတ်ဝန်းကျင်ဘယူဆိုင်ရင်ကဘာကျင်းနေလောကကြီးမှာကိုကောင်းရင်ခေါင်းပယ်မှမရွေ့ပါဘူးကွာကျော်ဆန်းကခေါင်းပါတယ်သူကသူ့မန်နေထင်ရလောက်ရရင်ဘာကောမှဂယူဆိုင်တတ်သူမဟုတ်မသိမ့်မြကငကိုကလေးကကန်ချွန်လေးကိုကိုထိန်ပေးနေကြအခုအိမ်မော်ရောက်တော့ပို့အဆင်ပြေနေတယ်ကလေးကိုသူနဲ့ခေါ်တိုက်တယ်ညကလေးငုံရင်လည်းသူ့ပဲထားတယ်ဒီတော့ကျော်ဆန်းအေးရင်မပြတ်တော့ရှင်ကမနဲ့အလုတ်သွားအောင်မအေးရပြက်ကလည်းမဖြစ်ဘူး မသိမ်းများကအသက်ကသူနဲ့မတိမ်မရင်ရုပ်ကတော့ရွက်ချမ်းရေကျုံခန္ဓာကိုယ်ကပိမ့်ပိမ့်သွေးသွေးကြော်ဆန်းထားခဲ့တဲ့ရည်စားတွေလောက်မလာတာတော့အမှန်ပဲသဘောကောင်းလို့လေတခုလက်ဘွားရောက်ရခြင်းဖြစ်တဲ့ပထမအိမ်တော်နဲ့တုန်းကရွာကဆွေမျိုးနှိဆက်တော်သူမင်းကလေးတယောက်ကိုသူတို့အိမ်ခေါ်ပြီးပြုစုစောင့်ရှောက်ထားမိတယ်မသိမ်းများကကောင်းသလောက်အဲ့ဒီကောင်မလေးကမကောင်းနောက်ဆုံးသူ့ယောက်ျားအဲ့ဒီကောင်မလေးကိုခိုးပြီးတော်တယ်ဒီလိုနဲ့မသိမ်းများတခုလက်ဘွားရောက်ခဲ့ရတယ်သူကအေးအေးလိုလိုပဲ ယောက်ျားဖြစ်သူကိုကွာရှင်းပြလိုက်တယ်။ကိုနဲ့မှမနေကျင်တော့တာပဲ။ကုတ်တွေမထားပါဘူး။အဲ့နောက်တော့သူ့ဝမ်းသူចောင်းလာတော့တယ်။ရက်ွက်ထရဆဲလိုက်ကောင်တစ်ခုမှ အလုံးလုံးနေတယ်။သူစားဖို့တောက်ဖို့တော့ပုံမှန်ရတယ်။ဆဲလိုက်ကောင်ကတကတရအလုံးမမှန်။သူအိမ်လာက၃လလောက်မပေးနိုင်တဲ့အခါအိမ်မောကဆင်းရတော့တယ်။ကြော်ဆန်းကောင်းလို့သာ သူလမ်းမောမရောက်ချင်းဖြစ်တယ်။ဒီတော့ကြော်ဆန်းပေါ်သူကကောင်းနေ။ကြော်ဆန်းနဲ့ပတ်သက်လာပြီးကံချွန်လေးကိုတန်ရောစင်ရှိလာလျာ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကပြေလည်လို့နေလေတော့တယ်သူတို့နှစ်ဦးအကြောင်းမှာရိုးသားမှုအပြည့်ရှိတယ်ကျော်စန်းကမသိမ်းမြောက်ကလေးနဲ့အတူအတွင်းကမှာအိတ်စီတယ်သူကအပြည့်မှာအိတ်တယ်တန်တန်ရှင်းရှင်းပါပဲဒါပေမဲ့ပတ်ဝန်းကျင်ဟာတမျိုးသွေးမတော်တားမဆန်နဲ့တအိမ်နေနေကြတာသူတို့ကဘာရင်မို့လို့လဲဘာသားနဲ့ထုထားတာမို့လို့လဲကိုထမင်းကိုစားပြီးတော့အတင်းပြောချင်သူကမရှာအစိုးဆုံးကအပြိုကြီးမတ်တင်လာသူကက်လို့မရတဲ့ကျော်စန်းကို မစားရတဲ့အမေတင်းနေပတ်ဖို့ကြံနေသူ့ကိုကြော်ဆန်းတင်းနေမမဆက်ဆန်ပြီးတော့မတ်သိမ်းမြောက်ပျော့ပျော့ပြောင်ပြောင်ဆက်ဆန်တာကိုကြည့်မရဒီတော့ရက်ကွက်သေးလဲပြီးတော့အတင်းချတော့တယ်သူတို့ကညားနေကြတာကျမအခန်းချင်းကတ်နေရဆိုတော့မကြားကျင်အဆုံးမမြင်ကျင်အဆုံးပေါ့ဟိုကောင်မတခုလက်ကအပိုင်ကျန်တာပေါ့ဟိုကြော်ဆန်းဆိုတဲ့ကောင်ကလည်းဦးကြောင်ကြောင်နေဆိုတော့စိုက်မဲ့လူမှမရှိပဲခုတော့ဇရက်တောင်မှန်ကျုံနဲ့ကြောင်ကရင်ပြတ်တွေ့နေကြရဲဆက်လန်းပေါ့အဆိုးဆုံးကတော့မြတ်ဆောင်ထိုးကချောချောတော့အုပ်စု မိမချောလေးတွေမဟုတ်သူတို့ရက်ွက်ထဲမှာချောချောဆိုပြီးတော့ beauty parlor လို့ခေါ်တဲ့အလှပြင်ကလာခွင့်နဲ့မိမရှာရင်းသူတို့နဲ့လည်းကြော်စမ်းရမတဲ့တောင်မရောက်မြောက်မရောက်ပါလေကြော်စမ်းကသူ့သားကန့်ချောတော်ပေးမချင်းဟေ့နင်တို့မချင်းနဲ့နင်တို့ချင်းငါတောင်းနင်တို့တက်တွေကူးကုန်လိမ့်မယ်ဒီတော့သူတို့ကကြော်စမ်းကိုအကွက်ချောင်းနေကြတယ်အခုလိုအကွက်လဲစိုက်လာရောမတ်တင်လာနဲ့ပေါင်းပြီးတော့မဟုတ်တဲ့ရင်လွှင့်ကြတယ်နှကန်းတလန်ပန်းတလန်နဲ့မိကရွယ်ကပြောနေုံမကပဲ မသိမ်းများနဲ့လမ်းမှာဆုံရင်ပင်မျက်ဆောင်ထိုးသူကထိုးတရေထွေးသူကထွေးကြတယ်မသိမ်းများကတော့ပြဿနာမပေါ်ချင်တာကြောင့်သီးခံနေလေတယ်ဒါပေမဲ့ပြဿနာ သူ့ဘာသာကြီးထွားလာတယ်တပည့်ရေဆိုင်မှာအပေါင်းအသင်းတွေကကြော်ဆန်းကိုမေးကြတယ်မင်းတို့ကရိုးရိုးသားသားပဲလားကြော်ဆန်းကမင်းတို့ငါတိတ်ခါကိုမယုံဘူးလားပြီးတော့မသိမ်းများဆိုတာလေတခုလက်တာဆိုတဲ့အနေထိုင်အင်မတန်ကြစ်လက်ပါတယ်ပေါ့ပေါ့နေပေါ့ပေါ့စားမဟုတ်ဘူးအေးလေ အပြင်မှာလူပြောများလို့လို့ပြန်ပြောရတာဘာတွေပြောနေကြတော့လဲကြားရတာတွေကတော့နားတော်မဆန့်တော့ဘူးငါသိပါတယ်အပြိုကြီးနဲ့ချောချောတို့အောင်ဆိုလက်ချက်မဟုတ်လားတို့ကလည်းအပြစ်တင်ခြင်းလို့ပြောနေရမဟုတ်ပါဘူးယူမယ်ဆိုရင်လည်းယူလိုက်ပေါ့နှစ်ယောက်စလုံးကလွတ်လွတ်လပ်လပ်ပဲဘာပြဿနာရှိမှလဲတော်တော်ဟိတ်ကောင်လေးငါပြောပြီးပြီမဟုတ်လားကင်ကင်ရှင်းရှင်းပါလို့ငါတို့ကယုံပါတယ်ကြံတဲ့လူတွေကယုံပါလားယုံယုံမယုံယုံငါကယုံမဆိုင်ဘူးကိုကောင်းရင်ခေါင်းဘဲမှမရှိဘူးကြည်သေးတာပေါ့ကွာ တင်းငုတ်တောင်မှတိုက်ပါများရင်နဲ့တဲ့ကြည်ကြည်မင်းတို့တည်တဲ့အထိစောင့်ကြည့်ကြ။သူကဒေါသထွက်ပြီးတော့လက်ဖေးရည်ဆိုင်ကနေထထွက်လာခဲ့တယ်။တငယ်ချင်းတွေကရီမောပြီးတော့ကြံခဲ့ကြလိမ့်တယ်။မှန်ပါတယ်။တင်းငုတ်တောင်မှတိုက်ပါများရင်နဲ့တယ်ဆိုတဲ့စကားကိုသူကခန္ဓာရည်ရှိသည့်တိုင်အောင်အားနွယ်တဲ့မင်းကလေးဖြစ်တဲ့မတ်သိန်းများကခန္ဓာရည်မရှိသွားလျာမှာဒီကိစ္စပဲမင်းငော့ခံနေရတယ်။တချို့ကတော့အကျိုးကိုလိုလားဟန်နဲ့ဒဲဒိုးပင်ပြောကြတယ်။ အပြင်မှာပြောတာတွေကိုကြားရတယ်။စေနာနဲ့ပြောတာ။ယူမဖြစ်နေယူလိုက်ပေါ့အင်း။ညီရမင်းကလေးစူးပေါ်ကြလဲဖတ်ပေါက်ဖတ်ပေါ်ကြလဲဖတ်ပေါက်တဲ့စကားရှိတယ်နော်။လူရရခက်တယ်။ဒါကတနည်းအားဖြင့်တော့ပညာရှိဆွဆွဲပုတ်ခတ်တဲ့နီးရွာပဲ။မသိမ့်မြစဉ်းစားရတယ်။ဘာလို့ရင်ကောင်းမလဲ။နောက်ဆုံးတော့ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချမှတ်လိုက်တယ်။အိမ်နီးရကြော်စမ်းအိမ်ပြန်လာတော့အေကန်နဲ့မှငုတ်တုတ်ကလေးထိုင်ပြီးမှိုင်နေတဲ့မသိမ့်မြကိုတွေ့ရတယ်။ ကန့်ချုံအောင်အခုပဲအိတ်သွားတယ်အခန်းထဲမှာတိတ်ထားတယ်မသိမ်းမြောက်ရှင့်ကိုကျွန်မပြောစရာရှိလို့ဘာလဲပြောလေပတ်စံလို့လို့လားလိုရင်ယူသုံးလို့ပြောထားတာပဲအာနာမနေနဲ့ခမရကျွန်တော်ကိုစားသားလေးကိုစောင့်ရှောက်ထားတာပဲကျေးဇူးတင်လာပါပြီမဟုတ်ပါဘူးဟိုလေကျွန်မတရားထွက်သွားတော့မလို့ကျော်စံအံ့အားတင်သွားတယ်ဘယ်ဟိုသွားမှာလဲဘယ်ရင်လို့တော့မဟုတ်ပါဘူးဒီလိုပဲတခြားသွားစရာမရှိဘဲနဲ့ဗျာဘာကြောင့်သွားမှာလဲဗျာ ရောက်ွက်ထဲမှာလူတွေကကျမတို့နှစ်ယောက်ကိုဆွဆဲစကားပြောနေကြတာမကြဘူးလား။ဟုတ်တယ်။ကြားတယ်။တခုမှားသွားတယ်။ကျွန်တော်ကကိုကောင်းရင်ခေါင်းပယ်မှမရွေ့ဘူးဆိုတဲ့စကားကိုယုံနေ။ပြန်တွေးပြီးတော့ဒီကိစ္စကကျွန်တော်လူယောက်ျားတဦးအတွက်မသိတာပဲမိမသားတဦးဖြစ်တဲ့ခမရအတွက်ထိခိုက်နေနာလိမ့်မယ်ဆိုတာကျွန်တော်အစိုးရကတည်းကတွေးမိပါတယ်။ဒီအတွက်ကျွန်တော်စိတ်မကောင်းပါဘူး။ကျွန်မစိတ်မကောင်းဖြစ်မိတာရှင့်အတွက်ပါ။ကျွန်တော်အတွက်ဟုတ်လား။ဟုတ်တယ်။ ကျမတခုလက်အပြောခံရရင်လည်းပြဿနာမရှိဘူးရှင်ကတော့လူမျိုးဆိုတဲ့ဂုဏ်ရှိသေးတယ်ဒါဆို အခုခမ ्या ထွက်သွားမယ်ဆိုတာကျွန်တော်အတွက်ပေါ့ဟုတ်လားဟုတ်တယ်ကိုကျော်ဆန်းကျော်ဆန်းကမသိမ်းမြလက်ကိုဆွဲလိုက်တယ်လာသွားကြမယ်ဖယ်သွားပါလေရက်ွက်ရုံးလေဘူးမတိပါမတိမသိမ်းမြပါသွားတယ်ဟိုရောက်တော့ဥက္ကဋ္ဌရှိမှာဥက္ကဋ္ဌကျွန်တော်တို့နှစ်ယောက်ကိုလက်ထပ်ပေးပါတော့ဆိုပြီးတော့ပြောလိုက်တယ်ကျွန်တော်အတွက်မသိမ်းမြကနစ်နာနေပြီ ။ဒီရောက်ထွက်သွားရင်လေဒီကိစ္စအရေးမကြီးဖြစ်နေလိမ့်မယ်။သူ့ကိုကျွန်တော်အကျွေးဆက်နိုင်တာဒီနီလန်တလန့်ပဲရှိတော့တယ်။ဒါဆိုရင်သူလည်းဘဲမှသွားစရာမလိုတော့ဘူး။အတင်းပြောနေရဲ့ပါဇက်တွေပါပိတ်သွားလိမ့်မယ်။လူတွေကကျော်ဆန်းကိုဦးချောင်းကြားလို့ဆိုကြတယ်။ကျော်ဆန်းကတော့သူ့ရဲ့စီမံကိန်းမှာမောင်ပေါ်နေမြဲကြားနေမြဲစီမံကိန်းလို့ဆိုလို့ရတယ်။ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူမိုင်းမိုက်ပြေးရေးသားထားတဲ့ရင်းနေကြားဆိုတဲ့ဇာတ်လမ်းကပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။ နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ရက်တွေမှာလည်းဇာလံကောင်းလေးကိုတင်ဆက်ပေးသွားအောင်မို့လို့ညီမတို့ရဲ့တပြေ Audio Book Channel ကို Like and Subscribe လေးနှိပ်ပြီးတော့အားပေးသွားကြပါဦးရှင်။